ခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပရှိဘောဆန်စီပြန်တက်လာတဲ့သတင်းပဲဖြစ်ပါတယ်။ရွှေဘောဆန်အောက်စုဝဲတရားရှိပေါင်း24ပြည်ပထမရန်စင်မြေအဟာစီဟာမေလာမှာတိတ်ကိုတသိန်းခွဲတည်သတ်မှတ်ထားခဲ့ပြီးဇွန်လမှာတော့တိတ်ကိုတသိန်း9500ကျပ်ကိုတွန်းမြင့်ထားပါတယ်။ပထမရန်စင်မြေတိတ်ကိုလည်းတသိန်း3500ကျပ်ကနေတသိန်း4000ကျပ်ဒုတိယရန်အဟောင်းကိုလည်းတသိန်း4500ကျပ်ကနေတသိန်း5000ကျပ်ဒုတိယရန်တိတ်ကိုလည်းတသိန်း3000ကျပ်ကနေတသိန်း3500ကျပ်ကိုမြင့်တက်လာပါတယ်။ အရာဝတီပေါ်ဆန်များကအမျိုးအစားလိုက်တဲ့ကို3,000ချက်ကနေ3,000ချက်ပေါ်ဆန်အောင်စုခုနှစ်ပေါ်ကျတဲ့ကို9,000ချက်ကနေ3,000ချက်ပေါ်ဆန်အောင်စုဘေးကျကျတဲ့ကို3,000ချက်ကနေ3,500ချက်ဒီစီတက်မှတ်ထားပါတယ် မန္တလေးမကွေးစကိုင်းနဲ့နေပြော်နဲ့မြန်မာနိုင်ငံထပ်ပိုင်းကထွက်ရှိတဲ့အေယာမင်းအေယာပရိဒါမကြံတော့ဆန်စီပြည်ကတော့သတိသုံးဆောင်တော့ချက်ဒီအမြင့်ဆုံးရှိနေပြီးအေယာပရိဒါထွက်ရှိတဲ့အေယာပရိဒါအေယာမင်းစန်တဲ့အိတ်က9900တော့ချက်စီရှိပါတယ်ပြပောက်တင်မိုးတဲ့ဆန်ကျန်အုပ်စုဝင်းအမထ90ဆန်ကျန်တွေကတော့အမျိုးအစားလိုက်တဲ့အိတ်ကို6000ကျက်ကနေ9200ကျက်ကြာမှာဈေးသက်မှတ်ထားတယ်လို့သိရပါတယ်ဒီတဲ့ရောမြတ်တူတူကပေးပို့လာပါ